မင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးကြဖို့ရထားတဲ့အချက်လက်တွေကတော့ဇွန်လ10ရက်နေ့ညနေပိုင်းရဲ့ရုပ်တံတည်င်းတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီထဲမှာအထူးကတော့စစ်ကိုင်းရန်ကုန်ကရင်ပြည်နယ်ကစစ်ကြီးအခြေအနေတွေပါတယ်အင်းနောက်ပြီးစစ်ကောင်စီတပ်သားတချို့ဗတ်ပြောင်းလာတဲ့ကိစ္စတွေအဲနျူကလ িয়ার ကိစ္စစိုးရိမ်မှုတွေငလျင်တည်င်းတွေလည်းပါတယ်ရှင်ဟုတ်ကဲ့ အကြောင်းအရာတော်တော်ဆုံဆုံလင်းလင်းပါပဲဆိုတော့ဒီတတိနေထဲကအရေးကြီးတာလေးတွေပေါ့အဲ့ဒါတွေကိုပဲဆွဲထိုးပြီးဆွေးနွေးကြည့်ကြတာဟောနော်ကောင်းပါလေခင်ဗျာဒီဖြစ်ရက်တွေကတခုချင်းစီကလည်းစိတ်ဝင်စားစရာကောင်းတယ်လို့အကုန်လုံးကိုခြုံကြည့်ညာလဲအခုမြန်မာပြည်ရဲ့ခြေအနေကိုညွန့်ပြနေတာပေါ့ဟုတ်ကဲ့ပထမဆုံးကြည့်ချင်တာကစစ်ကိုင်းတိုင်းပူလွေမြို့နယ်ကတတိယမှာဇွန်10ရက်နေ့လေကားဆိုတာလေကန်ထောင်းရဲစခန်းတိုက်ပွဲမှာစစ်ကောင်စီဂျက်တိုက်လင်းတစီပြစ်ချခံလိုက်ရတယ်ဟုတ်ကဲ့ ဖောက်ချောင်းဝဲနဲ့ပြတ်ကြတယ်ဆိုပြီးတရင်ထွက်လာတာနော်ဟုတ်ပါတယ်တော်လန်ရေးတဖွဲ့ဝင်တယောက်ကပြောတာကလီယင်မူးဥခေါင်ခွန်အပါဝင်စိတ်ပိုင်းတွေရထားတယ်ဆိုပြီးပြောတယ် PLA တဖွဲ့တာဝန်ရှိသူကလည်းတီးပြူထားတယ်ချင်းอืมဒါကတော့တော်တော်လေးထူးခြားတဲ့ဖြစ်စဉ်ပဲစစ်ကောင်စီရဲ့လေချောင်းစွမ်းရည်ကိုတိုက်ရိုက်စိန်ခေါ်လိုက်တာမျိုးဟုတ်တယ်နော်ဒီလိုဖြစ်ရကရင်ကတိတ်မကြဘူးမှန်ပါတယ် ဒီတဲ့ချင်းဖြစ်ချနိုင်မှုကသူတို့ရဲ့လေချောင်းစစ်စစ်ရဲ့နီးဖြူအားတွေကိုပြင်စင်းစားခိုင်းစေနိုင်တယ်လို့ပဲမြေပြင်တပ်ဖွဲ့တွေအတွက်ကြတော့ဒါကစိတ်တပ်ဖိုင်ဆိုင်ရာအားတက်စရာကြီးပေါ့ဗျာလေချောင်းရန်ကားွက်နိုင်စွမ်းတက်လာပြီလားဆိုတဲ့မေခွန်းလေးထွက်လာစေတယ်อืมဟုတ်ကဲ့အလားတူပဲရန်ကုန်ဘက်မှာလည်းလူရှောင်းမှုရှိခဲ့တယ်မော်ဘီလေတပ်စခန်းဌာနချုပ်ကိုဇွန်9ရက်နေ့ကတိုက်ခတ်ခဲ့တယ်ဆိုတဲ့တင်းမှာဟုတ်ကဲ့ drone နဲ့တိုက်တာနော် ဟုတ်ပါ යි SRDF လို့ခေါ်တဲ့အထူးထိတာကာကွယ်ရေးတပ်ဖွဲ့တစ်ခုကတဲ့အိုထိန်အတွင်းကျေးဝါစစ်စင်ရေးဆိုပြီးနာမည်ပေးထားတယ်။အစင်းမြင့်အဒီခန်ဒရုန်းကျမ်းမာကြော်တိုင်အမျိုးအစားနဲ့ပစ်တာ။ဟွန်း။ကင်းစခန်းတစ်ခုကိုထိတွားပြီးတော့စစ်ကောင်စီဘက်ကဘိုးတကူနဲ့တပ်သားတအုပ်တည်ဆုံးနေ။နောက်ထပ်6ဦးတန်ရရတယ်လို့သူတို့ထုတ်ပြန်ထားတယ်ရှင့်။ဟုတ်ကဲ့။စစ်ကောင်စီလော်ဘီတွေကတော့အရသားတွေထိခိုက်တယ်ဆိုပြီးဝါရဖြန့်တီးတယ်တဲ့။ ဒါမဲ့ SRDF ဘက်ကတော့သူတို့စစ်စင်ရင်ဗတ်တန်းတွေပြန်ထုတ်ပြပြီးခြေဖိထားတယ်ဆိုတော့လေဒီနေရာမှာဟိုကလေ drone ကညာရဲ့အရေးပါမှုကပို့ပြီးတော့ထင်ရှားလာပြီခင်ဗျာ အထူးသဖြင့်ရန်ကုန်လိုမြို့ပြနားကအရေးကြီးစစ်စခန်းကိုဒီလိုပြင်မှတ်ထားတိုက်ခိုက်တာကစစ်ကောင်စီလုံခြုံရေးတပ်တော်စဉ်းစားစရာတွေများရဖြစ်လာစေတယ်ဟုတ်ကဲ့မြို့ပြစစ်စင်ရေးပုံစံတွေပြောင်းလာတယ်လို့ပြောရမလားပဲနော်ပြောင်းနိုင်ပါတယ်ခင်ဗျာတစ်ဖက်မှာလည်းတည်င်းမှန်နဲ့ဝါဒဖြန့်ချေခွဲခြားနိုင်ဖို့ကလည်းအရေးကြီးလာတယ်ဆိုတော့ပြရည်လာပဲ။ ဟုတ်ပါတယ်။နိုဟက်စရီးတရင်ကကရီမီနယ်ဖက်ကပါ။တနောင်ကြီးမြို့နယ်မှာစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခု73ပိုင်တပ်စခန်းနဲ့ကြောင်လုံးကြီးစခန်းနဲ့အဲဒီစခန်းတွေအပြင်စစ်ကြောင်းတစ်ခုပါ တိုက်ခိုက်ခံရတယ်။อืมကရီမီနယ်မှာလည်းတိုက်ပွဲတွေကဆက်ဖြစ်နေတာပဲ။ဟုတ်ကဲ့။စစ်ကောင်စီဘက်က3ဦးတည်ပြီး4ဦးတိုက်ရရတယ်လို့တန်တောင် PDF တာဝန်ရှိသူကအတည်ပြုထားပါတယ်ရှင်။ဒီတရင်တွေဂုံလုံးကိုဆက်ဆက်ကြည့်ရင် ပရိဖခကတဏှာထဲမှာမဟုတ်ပဲနေရာတော်တော်များများမှာပြက်နေတာတွေ့ရတယ်ခင်ဗျာစစ်ကိုင်းရန်ကုန်ကရင်စသဖြင့်ပေါ့ဒေတာလိုက်ခူးကမှုတွေကသူ့နေသူ့ဟာနဲ့အချိန်မြင့်နေကြတယ်ဟုတ်ကဲ့ရှင်အဲ့ဒီလိုတိုက်ကွေးတွေပြင်းထန်နေချိန်မှာပဲစစ်ကောင်စီတပ်သွင်းကလွတ်ခတ်မှုတရင်တွေလည်းကြားလာရတယ်ရှင်ဟုတ်ကဲ့ဖပြောင်းလာတဲ့ကိစ္စတွေနော်ဟုတ်ပါတယ်ဘေခူးတိုင်းတိုက်ဦးအခြေဆိုင်ခမရ400နောက်မွန်ဘီနယ်ရေးမြို့ကခလရာကို အဲ့ဒီတိုင်ရင်တစ်ခုကစစ်ကောင်စီတတလီဦးဇွန်90ရက်လောက်မှာလက်နက်ခဲယမ်းဒီနဲ့အတူတော်လိုင်းရေးတပ်ဖွဲ့ဒီစီဗပြောင်းလာကြတယ်ဆိုပြီးတော့อืม၄ဦးဆိုတော့အရေးအတွက်အားဖြင့်တော့နည်းထည်တယ်လူဆိုနိုင်ပေမဲ့ဟုတ်ကဲ့ဒါပေမဲ့ဒါကစစ်ကောင်စီတပ်ရဲ့အတွင်ပိုင်းစိတ်တပ်ပိုင်းဆိုင်ရာစီလုံးမှုပိုင်းဆိုင်ရာမှာအကြောင်းလီရှိနေတယ်ဆိုတဲ့အရေးအယောင်တော့ပြနေတယ်လို့တုံ့တက်နိုင်ပါတယ်ခင်ဗျ တော်လင်ရဲ့အင်အားစုတွေပါကကြည့်ရင်တော့ဒါကတဆက်ချင်းစိတ်ယုံမှုလိုမျိုးပေါ့ရေရှည်မှာတော့အကျိုးသက်ရောက်မှုရှိနိုင်တယ်ဟုတ်ကဲ့ရှင်တဆက်ရတော်လင်ရဲ့အဖွဲ့တွေကလည်းကောင်းကောင်းမွန်မွန်လက်ခံထားတယ်လို့သတင်းမှာဖော်ပြထားပါတယ်ဟုတ်ကဲ့ဒါပေမဲ့အဲဒီနေ့သတင်းတွေထဲမှာတကယ့်ကိုစိုးရင်စရာအကောင်းဆုံးလို့ပြောရမယ့်အကြောင်းအရာတစ်ခုကတော့ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုရင်ရှိသူဦးနေပုံလက်ရဲ့သတိပေးချက်ပဲရှင်။နျူကလ িয়ার ကိစ္စလားခင်ဗျ။ဟုတ်ပါရဲ့ရှင်။ အရင်အယတဆိုရလက်ထက်ကနျူကလ িয়ার လက်နက်တာမင်းအီစာချုပ်ကိုလက်မှတ်ထိုးထားခဲ့တာရှိတယ်။ဒါပေမဲ့အခုစစ်ကောင်စီကအာဏာသိမ်းပြီးတော့မှယူရှားကိုညီနဲ့နျူကလ িয়ার ပိုင်ဆိုင်ဖို့ပြန်စူးစမ်းနေတယ်ဆိုတဲ့အချက်ပါ။အင်း။ဒါကတော့တော်လေးစိုးရင်စရာကောင်းပါတယ်မြတ်။ဟုတ်ကဲ့2025မလယူရှားခရီးစဉ်တုန်းကအသေးစားနျူကလ িয়ার ဓပောင်းဖို့တိစောက်ပြဖို့သဘောတူခဲ့တယ်တဲ့။ အရာကိုမေဂါဝတ်300အထိတိုးချဲ့နိုင်ခြင်းရှိတယ်လို့ဆိုပါရယ်မေဂါဝတ်300ဆိုတာသူတိတနာအဆင့်ထဲတော့ပို့နေပြီဒါကဒေတာတွင်လုံခြုံရတဲ့တကယ်ကိုနီးအောင်မချက်ပြလို့ဖြစ်နေပြီစစ်ကောင်စီလိုဖွဲ့စည်းမျိုးလက်ထက်မှာနျူကလ িয়ার နည်းပညာသူတိတနာအဆင့်ပဲဖြစ်အောင်တော့ရောက်သွားနိုင်ခြင်းရှိတာကအင်မတန်အန္တရာယ်ကြီးပါတယ်ဟုတ်ကဲ့ဒါကအာဆီယံရဲ့နျူကလ িয়ার ခင်းစင်ရေးမှုကိုတိုက်ရိုက်စိန်ခေါ်တာပဲဒေတာတွင်မှာမလိုလားအပ်တဲ့လက်နက်ပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်တယ် နိုင်ငံတကာအထိုင်းအဝိုင်းအနေနဲ့ဒီကိစ္စကိုလုံးဝမျက်ချီမပြတ်စောင့်ကြည့်ဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်ပါတယ်ရှင်မြေပြင်မှာဒီလိုတိုက်ပွဲတွေနိုင်ငံရဲ့ကစားကွက်တွေရှုံထွေးနေတဲ့ကြားထဲမှာပဲတဘာဝဘေးအန္တရာယ်ကလည်းထပ်လာပြန်နေရှင်မရင်တရင်တော့ဟုတ်ကဲ့စစ်ကိုင်းငလင်ကြီးလှုပ်ပြီးကြတဲ့ကနောက်ဆက်တွဲငလင်လေးတွေဆက်လုံနေတာဇွန်ဆဲရဲ့မနက်ပိုင်းမှာပြင်းအားလေးတဲ့တမတ်တစ်ရှိတဲ့ငလင်ငယ်နှစ်ခုထပ်လုံသွားတယ်ထီချုံနဲ့မထရာမြို့နာကိုဗဟုပြုပြီးတော့ လေတမတီဆိုတော့အတော်လေးဒီတာမှာပဲဟုတ်ကဲ့မန္တလေးနဲ့နေပြီးတော့အထီတော်ခန်းစားလိုက်ရတယ်လို့ဆိုပါတယ်음စစ်ပေးတံခန်းနေရာတွေဒီတာတွေမှာတဘာဝဘေးပါထပ်ဆင်လာတာကတော့ဒေတာခွန်ကြီးအတွက်တကက်ကိုဒဏ်ရပေါ်စားဖတ်တယ်လို့ပါပဲအကူညီပေးပြန်လည်ထူထော်ရေးတွေအတွက်ပိုပြီးခက်ခဲစေတာပေါ့ဗျာဟုတ်ကဲ့ရှင်ဆိုတော့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ပြင်ကြည့်လိုက်ရင်တစ်ဖက်မှာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စီးရေးလှုပ်ရှားမှုတွေက နီးပြူဟာတစ်တင်နဲ့လင်းပြစ်ချတာ drone တုံးလာမျိုးမြင့်တက်လာတယ်ဟုတ်ကဲ့တဖက်မှာစစ်ကောင်စီတပ်သွင်းကလည်းလုတ်ခတ်မှုအရေးအယောင်တွေတွေ့လာရတယ်อืมဗပြောင်းမှုတွေနောက်ပြီးတော့နိုင်ငံတကာအထိပါရိုက်ခတ်နိုင်တဲ့နျူကလ িয়ার စိုးရိမ်မှုတွေမြင့်တက်လာတယ်ဒါတွေအားလုံးပင်တဘာဝဘေးရန်တွေကိုပါရန်ဆိုင်နေရတဲ့ချီနေပေါ့နော်ဟုတ်ပါတယ်ဒီအချက်လက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါမေးစရာမေးခွန်းတစ်ခုကတော့ထွက်လာလာပဲဒီလိုလက်နက်ကင်ပဋိပက္ခတွေရဲ့ရှုပ်ထွေးမှု နျူကလီးယားလို့ NDA ကြည်တဲ့နိုင်ငံရေးကစားကွက်တွေနောက်ပြီးလို့ကြိုတင်ခမန်းလို့မရတဲ့တဘာဝဘေးတွေဒီလိုစိန်ခေါ်မှုပေါင်းစုံတပြိုင်တည်းကျုံနေရတဲ့ခြေနေကမြန်မာနိုင်ငံရဲ့ရေရှည်တည်ငြိမ်လုံခြုံရေးအနာဂတ်ကိုဘယ်လိုပုံစံမျိုးဖြစ်လာစေမလဲဆိုတာကတော့အတော်လေးစဉ်းစားစရာအထေရှားမယ့်ပုံစံဖြစ်နေတယ်